နိုင်ငံဖြတ်ကျော် online ငွေလိမ်မှုကြားဖြတ်ခွင့်ရတွေကိုတိုက်ဖြတ်နေတဲ့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေမှာပူးပေါင်းပါဝင်သွားဖို့ကတိကဝတ်ပြုတယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU က November 19ရက်နေ့မနေ့ကထုတ်ပြန်ပါတယ်။ KNU ဟာအရှေ့တောင်အာရှဒေသက online ငွေလိမ်မှုလုပ်ငန်းတွေနဲ့ဆက်စပ်တဲ့အရာစပမှုတွေနှိမ့်နေရတဲ့အတွက်နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေကိုကြိုးဆိုပြီးအထူးဆောင်ရွက်မှုတွေမှာတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်သွားဖို့ကတိကဝတ်ပြုတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အလွန်ရှုပ်ထွေးပြီးနနက်ရှိုင်းရှားအမြင့်တွေနေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်တွေကိုဖြိုခွင်းရမှာသက်ဆိုင်ရာအဖွဲ့အစည်းတွေကြောင့်ခိုင်မာတဲ့ဂတိကဝတ်အားကောင်းတဲ့ခေါင်းဆောင်မှုပူပေါင်းဆောင်ရွက်မှုတွေနဲ့သာထိရောက်အောင်မြင်နိုင်မယ်ဆိုတာယုံကြည်တယ်လို့ KNU ကဆိုပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကအွန်လိုင်းငွေလည်မှုတိုက်ဖျက်ရေးကိစ္စနဲ့ပတ်သက်လို့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေဟာအစိုးရအချင်းချင်းဗဟိုပြုချင်းကတ်တဲ့ပုံစံကိုဆွဲကင်ထားပြီးမြန်မာစစ်တပ်နဲ့ပဲပူးပေါင်းဆောင်ရွက်နေမယ်ဆိုရင်တော့ ရောက်ဖြတ်နေနေရေကထိရောက်အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ KNU ကသတိပေးပါတယ်မြန်မာစစ်တပ်ဟာအဲ့ဒီ online ငွေလည်မှုလုပ်ငန်းတွေဖြစ်ပေါ်လာရေးကိုတဖက်တစ်လမ်းကအားပေးနေတယ်လို့အဲ့ဒီလုပ်ငန်းတွေကနေအကျိုးအမြတ်ရရှိနေတဲ့အဖွဲ့အစည်းဖြစ်နေတာကြောင့်လို့ KNU ကထုတ်ပြန်ချက်မှာထည့်သွင်းရေးသားထားပါတယ်ဒါပြင်မြန်မာစစ်တပ်ဟာ online ငွေလည်လုပ်ငန်းတွေကိုနိုင်ငံတကာနဲ့အတူတိုက်ဖြတ်မယ်လို့အကြောင်းပြပြီးသူတို့ရဲ့နိုင်ငံတကာတန်တမာဆက်ဆံရေးတွေကိုချဲ့ထွင်ဖို့သူတို့ရဲ့အုပ်ချုပ်ရေးတရားဝင်မှုရရှိဖို့လှုံ့ဆော်မှာကို KNU ကအစိုးရနဲ့လို့ဆိုပါတယ်။စိုးရင်မှုကြီးထွားလာစေတဲ့အကြောင်းအရင်းနောက်ထပ်တစ်ခုကတော့မြန်မာစစ်တပ်နဲ့ကရင်နယ်ခြောက်ဆောက်တပ်ဖွဲ့ BGF တို့ပူးပေါင်းပြီး KKPUB ကအွန်လိုင်းငွေလိမ်စင်တာတွေကိုအင်အားသုံးဖြုတ်ခွင်းတာကြောင့်ထွက်ပြေးလာကြသူတွေဟာ KNU အုပ်ချုပ်နေပြည်တော်ကိုရောက်ရှိလာကြတယ်လို့ KNU ကအသိပေးထားပါတယ်။အထူးသဖြင့်ဒူပလယာခရိုင်နဲ့ဖန်ခရိုင်တို့မှာအဲ့ဒီပြဿနာကိုလက်ငင်းကြုံနေရတယ်လို့လည်းဆိုပါတယ်။ရောက်ရှိလာသူတွေဟာအတင်းအကျပ်အထမအစီခိုင်းခံရသူတွေဒါမှမဟုတ် အွန်လိုင်းငွေလည်မှုလုပ်ငန်းတွေမှာအောက်ခြေတာမဝန်ထမ်းတွေသာဖြစ်တယ်လို့ယူဆရကြောင်ပြောပါရယ်။ရဇဝတ်ကိုင်းတွေရဲ့တာဝန်ရှိအကြီးပိုင်းပုဂ္ဂိုလ်တွေကိုကြိုတင်ပြီးလုံခြုံတဲ့နေရာတွေကိုရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းထွက်ပေါ်နေတဲ့သတင်းတွေနဲ့ရှင်းထုတ်ကြည့်ရင်တော့အခုလိုအငယ်ပိုင်းနဲ့တာမဝန်ထမ်းတွေကိုဖြိုခွင်းနှင်ထုတ်ခြင်းကပြဿနာရဲ့အရင်းကအကြောင်းရင်းကိုဖြေရှင်းနိုင်ခြင်းမရှိပဲနေဆက်ဒေတာတွေမှာမတည်ငြိမ်မှုတွေပုံမဆိုးရလာစေမယ်လို့ KNU ကထုတ်ပြန်ပါတယ်။အွန်လိုင်းငွေလိမ်ကြောင်ပြန့်လုပ်ငန်းတွေနှိမ့်နေရမှာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် KNU ရဲ့အစစ်မြေခေါင်းဆောင်တွေပါဝင်တဲ့အထူးတပ်ဖွဲ့တစ်ဖွဲ့ကိုလည်းဖွဲ့စည်းထားပြီးပြီလို့သိရပါတယ်ရှင်။